တောင်ကြီးမြို့၌လက်မရပိုးသက်စီ30သူများတင်နန်းအမတ်စဉ်17 2025တင်နန်းဆင်ပွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနကကြီးမှု၍လက်မရပိုးသက်စီ30သူများတင်နန်းအမတ်စဉ်17မြင်းဆောင်2025တင်နန်းဆင်ပွဲကိုအောက်တိုဘာ29ရက်ညနေ4နာရီချိန်ကတောင်ကြီးမြို့ UCT Hotel ကမ်း၌ကျင်းပခဲ့ပါတယ်။ဦးစွာစိုက်ပျိုးရေးဦးစီးဌာနမှာ KAI ဦးစည်းမှုဦးသိန်းဝင်းမှအဖွင့်မှာစကားပြောကြရာတွင်ယခုတည်နှမ်းမှရရှိသည့်အသိပညာဘုဒ္ဓတာများဖြင့်မြန်မာနိုင်ငံစိုက်ပျိုးရေးအဖွင့်ပြုတိုးတက်မှုရေရှည်တည်တံ့ခိုင်မြဲရေးတောင်တူလေသမားများ၏အကျိုးစီးပွားရေးစားနပ်ရိက္ခာဖူလုံရေးအစားအစာဘေးကင်းလုံခြုံစိတ်ချရရေးနှင့်တဘာဝပတ်ဝန်းကျင်ညဉ့်ဉန်းမှုရှော့ချရေးတို့အတွက်များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သင်ယူခဲ့သည့်ပညာရများဖြင့်နိုင်ငံအကျိုးတောင်တူလယ်သမားများ၏အကျိုးရှေ့ရှု၍လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်ထို့နောက်တင်တန်းတွင်ထူးချွန်စွာဖြစ်စုအောင်မြင်သည့်ပထမစုဒုတိယစုတတိယစုရှင်များနှင့်တင်တန်းစဉ်လက်မှတ်များကိုတာဝန်ရှိသူများကအသီးသီးပေးအပ်ကြီးမြင့်ကြရာတင်တန်းသားတင်တန်းသူများကလက်ခံရယူကြပါရယင်းနောက်ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒီနယ်သီးနှံကာကွယ်ရေးတာဝန်ခံဒေါခင်စုရီနှင့်တင်နန်းသားများကိုစားတင်နန်းသားတအူးတို့ကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ